ားလုံးမျှော်လင့်ထားကြသလိုအောင်ပွဲနဲ့အနိုင်ယူလာခဲ့တဲ့ဂျိုရှူအာဘန်ပရိသတ်များလုံးပဲမင်္ဂလာပါရှင့်ကျမတို့ရဲ့ဆယ်လင်စိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်မြန်မာပြည်မှာအခုနောက်ပိုင်းထွန်းတောက်လာတဲ့လဝိချန်ပီယံရီဒေးမှာဆိုရင်ပရိသတ်တွေကိုစိတ်မပြတ်စေတဲ့ဂျိုရှူအာဘန်ကတော့အခုချိန်မှာမြန်မာပြည်ရဲ့ဂုံကိုစောင့်နိုင်ခဲ့ပြီဖြစ်ပါတယ် 2021ခုနှစ်ကနေလဝိလောကကိုဝင်လာခဲ့ပြီးတော့ MMA မှာ ပွဲဥထွက်ခဲ့တာဖြစ်ပါတယ်။ဂျိုရှုအဘန်ကမြန်မာပြည်ချင်းပြည်နယ်ဟာခါမှာ2001ခုနှစ်ကမွေးဖွားခဲ့တဲ့ချင်းတိုင်းရင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။သူရထိုးပွဲတက်တန်းကတော့15ပွဲထိုးခဲ့ပြီးရှုံးပွဲနှစ်ခုရှိခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။အရက်ခက်ပြက်ပြက်နဲ့အကိုလုံးကိုတဲကောင်းတဲ့ဂျိုရှုအဘန်ကမြန်မာအလံကို UFC ပြိုင်ပွဲမှာပထမဆုံးပြနိုင်ခဲ့တဲ့လဝိဖိုက်တာတစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ 2000ခုနှစ်ကနေစတင်တည်ထောင်ခဲ့တဲ့ UFC ပြိုင်ပွဲကအခုချိန်မှာလဝိပွဲပေါင်း900ကျော်ကျင်းပပြည်စည်းခဲ့ပြီဖြစ်ပြီးရောမြန်မာနိုင်ငံသားဖြစ်တဲ့ Joshua Ban ကတော့ပထမဆုံးဝင်ထိုးခဲ့ရတာဖြစ်ပါတယ် မြန်မာပြည်ရဲ့လက်ဝဲလောကမှာအခုတလောရှုံပွဲတွေတာခက်စိတ်စိတ်ကြားနေရပါတယ်။ဒါပေမဲ့ဂျိုရှွာဘန်ကတော့ရဲသက်တွေအရှိအောင်အနိုင်ယူလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ UFC ပြိုင်ပွဲမှာပထမဆုံးထိုးရတာဖြစ်ပေမဲ့အနိုင်နဲ့ပွဲဥထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဂျိုရှွာဘန်ဟာဂျပန်နိုင်ငံသား MMA ဖိုက်တာတစ်ယောက်ဖြစ်တဲ့ရန်ဆူယူရနဲ့အပြိုင်ထိုးခဲ့တာဖြစ်ပြီးတော့ပွဲကြီး၃ခုမြောက်မှာဒိုင်အမှတ်နဲ့အနိုင်ထိုးရရှိခဲ့တာဖြစ်ပါတယ်။ ရိုင်းစွန်ရရကလည်းပရိုအလဲတန်းဝိတ်ချန်ပီယံတယောက်ပဲဖြစ်ပါတယ်။အခုချိန်ဒီရှုံးပွဲမရှိထိုးနိုင်ခဲ့တဲ့သူဖြစ်ပြီးတော့ဂျိုရှူအာဘန်နဲ့မှအရှုံးကိုရရှိခဲ့တာဖြစ်ပါတယ်။နှစ်ဦးစလုံးကအလဲတန်းဝိတ်တန်းချန်ပီယံတွေဖြစ်ကြတဲ့အတွက်အခုထိုးနှက်ခဲ့တဲ့ပွဲကတော့ကြီးစုသူပရိသတ်တွေအတွက်အတော်လေးအားရစေခဲ့တာဖြစ်ပါတယ်။ဂျိုရှူအာဘန်အနိုင်ရရှိခဲ့တဲ့သူကလည်း MMA လောကမှာခေသူမဟုတ်ဘူးဖြစ်ပါတယ်။လက်တန်ရှိပြီးတော့အချုပ်ပိုင်းမှာကျွမ်းတဲ့အတွက်ပရိသတ်တွေကဂျိုရှူအာဘန်ကိုပွဲအစမှာစိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါအပြင်ဂျိုရှုဝါဘက်ဟာပြိုင်ဘက်ပြောင်းခဲ့ရတာကံကောင်းမှုတစ်ခုပဲဖြစ်ပါတယ်။အခုရှင်ပြိုင်ခဲ့တဲ့ဂျပန်လက်ဝိသမားနဲ့မထိုးရခင်မှာအရှိမဘရာဇီးနိုင်ငံသားဘရူနိုဆာလီဗာနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးတော့ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဆာလီဗာကပြိုင်ပွဲကနေနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒီတဲ့ပို့ပြီးတော့စိတ်လှုပ်ရှားဖို့ကောင်းလောက်တဲ့ရလက်ရလာနိုင်ပေမဲ့စိုးရိုးရနေကလည်းအနံ့ရလာခဲ့ပြီဖြစ်ပါတယ်။အခုလိုမျိုး UFC မှာအနံ့ရလာခဲ့တာဟာဂျိုရှွာဘန်ရဲ့အနာဂတ်မှာများစွာအကျိုးဖြစ်ထွန်းနိုင်တာဖြစ်ပါတယ်။အသက်ငယ်ငယ်နဲ့နောက်ထပ်ချန်ပီယံတွေကိုအလဲထိုးနိုင်ဖို့အတွက်အခွင့်အရေးတွေအများကြီးရလာတော့မယ့်အတွက် ဂျိုဂျူအဘန်ရဲ့လုံရက်တွေကမြန်မာပြည်ရဲ့လက်ဝိအလေတန်းဝိကစားသမားတွေအတွက် အားတစ်ခုဖြစ်လာနိုင်တော့မှဖြစ်ပါတယ်။ဝမ်ချန်ပီယံကြီးအောင်လာမရှိတော့တဲ့နောက်ပိုင်းမှာအားရစရာတိတ်မရှိတော့တဲ့လို့အခုရှင်ပြိုင်နေတဲ့တမနီဆိုလင်းဦးကလည်းပရိသတ်တွေအတွက်စိတ်မကောင်းစရာသတင်းတွေကိုပဲတည်လာပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုဂျိုဂျူအဘန်ရဲ့အောင်နိုင်ပွဲကတော့ရခင်ကအောင်လာအဆန်းရဲ့ရုံးပွဲမရှိတဲ့ကာလတွေကိုပြန်ပြီးတော့ခံစားမိစေတဲ့အတွက်ပရိသတ်တွေကြောင့်မှတော့အားပေးမှုတွေပြန်ခံစားစေခဲ့တာဖြစ်ပါတယ်။ ပြန်ဘက်ကိုအလဲမထိုးနိုင်ခဲ့ပေမဲ့လည်း professional ကြတဲ့ကစားကွက်တွေကြောင့်အမှတ်နဲ့အနိုင်ရခဲ့တဲ့ဂျိုရှွာဘန်ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်အဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်